င်္ဂလာပါဗျာ။ Mobi News ရဲ့ Match La ၄ရက်နေ့အတွက်ည၈နာရီသတင်းတွေကိုတင်ဆက်ပေးပါမယ်။ VGF ကောင်းဆောင်စောချစ်သူနဲ့အပေါင်းပါတွေကိုဖန်ဝရန်ထုတ်ဖို့ထိုင်းထူးစုံစမ်းစစ်ဆေးရေးဌာနကထိုင်းရှိနေရုံကျုပ်စီကိုရှောက်ထားလိုက်တဲ့တဲ့။ယူကရိန်းကိုပေးနေတဲ့အကူအညီတွေအားလုံးကိုကန်ဆိုးရကယာယီရဆိုင်ခဲ့တဲ့တဲ့အဆရှိတဲ့သတင်းတွေအပါအဝင်ထိတ်တန့်ရောက်ပြည်တွင်းပြည်ဝသတင်းတွေကို တင်ဆက်ပေးတော့ပါမယ်။ပထမဆုံးသတင်းတစ်ပုဒ်ကတော့ VGF ကောင်းဆောင်စောချစ်သူနဲ့အပေါင်းပါတွေကို ဖန်ဝရန်ထုတ်ဖို့ ထိုင်းထူးစုံစမ်းစစ်ဆေးဌာနကထိုင်းရှိနေရုံကျုပ်စီပေါ်လျှောက်ထားလိုက်တဲ့တဲ့မှာကရင်ပြည်နယ်နေကြားဆောင်တပ် BGF ကောင်းဆောင်ဘုံမူကြီးစောချက်သူနဲ့အပေါင်းပါတွေကိုဖမ်းဝရမ်းထုတ်ဖို့ကနေငံထူးစုံစမ်းစစ်ဆေးအဖွဲ့ DSI ကသက်သေနေတဲ့အတူထိုင်းရှိနေရုံကျုပ်ကိုမတ်လ၄ရက်နေ့မနေ့ကတင်သွင်းလိုက်ပြီလို့ထိုင်းသတင်းဌာနတွေကဖော်ပြထားခဲ့ပါတယ်စောချက်သူနဲ့အပေါင်းပါတွေကိုဖမ်းဝရမ်းထုတ်ဖို့ထိုင်းနိုင်ငံကပြည်သူတွေနဲ့နိုင်ငံတကာပြည်သူတွေကိုလူကုန်ကူးတဲ့အကြောင်းရင်းကအဓိကဖြစ်တယ်လို့ ထိုင်းသတင်းဌာန Concept English ကဆိုပါတယ်။တရားဆိုင်ကထိုင်းရှိနေရုံချုပ်ကိုတင်သွင်းထားတယ်။အဲ့ဒီဖန်ဝရံကလက်ရှိမှာဖြစ်ပွားနေတဲ့ပြည်တွင်းနဲ့နိုင်ငံတကာလူကုန်ကူးမှုတွေနဲ့ဆက်ဆက်ပတ်သက်နေရလို့ဆိုပါတယ်။တရားဆိုင်ရဲ့လူကုန်ကူးမှုတိုက်ခိုက်ရေးဌာနညွှန်ကြားမှုချုပ်ကဒါပုံဝီဆော့ချစ်သူနဲ့သူ့တောင်းလိုက်တွေကိုဖန်ဝရံထုတ်ဖို့အထောက်အထားတွေလုံလောက်တယ်လို့အတည်ပြုလိုက်ပြီးတော့ဒါရှိနေရုံချုပ်စီကိုဦးတိုက်လျှောက်ထားလိုက်တာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီလက်အောက်ခံကရင်ပြည်နယ်နေကြာဆောင်တပ် BGF ကောင်းဆောင်ဆော့ချစ်သူ ဘုံမူကြီးစောမုတ်တုံနဲ့ဘုံမူစောတင်ဝင်းတွေကိုဖမ်းဝန်းထုတ်ဖို့ရှောက်ထားမယ်လို့ရင်ကလေးကပြောဆိုမှုတွေကရှိခဲ့တာပါရွှေကုတ်ကိုမျိုးတွေကကြားဖြတ်ငွေလိန်ကိုင်းနေစီလူကုန်ကူးခံရသူတွေကတထိုင်းနိုင်ငံကနေတဆင့်ဝင်ရောက်လာတဲ့သူဖြစ်ပြီးတော့ထိုင်းဗီဇာနဲ့လာရောက်သူအများစုဖြစ်နေတယ်လို့ဘုံမူကြီးစောချစ်သူကတော့ပြန်လည်ပြီးတော့ပြောဆိုခဲ့တာတွေတော့ရှိနေပါတယ်မြိုင်မျိုးတွေကအရေးနံမော်ကျေးရွာကိုဒီကနေ့မနက်မှာစစ်ကောင်စီကထပ်မံပြီးတော့လေကြောင်းတိုက်ခိုက်ခဲ့တဲ့တဲ့မှာမကွေးတိုင်းမြိုင်မျိုးတွေက ရင်းနှံမော့ကျေးရွာကိုဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေထပ်မံတိုက်ခိုက်ပုံကျဲခဲ့တယ်လို့ဒေသခံတွေကပြောကြားခဲ့ပါတယ်။ညိုင်မျိုးနယ်ကရင်းနှံမော့နဲ့နယ်မြေထိဆက်နေတဲ့စင်စင်ကျေးရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ညိုင်မျိုးနယ်ရဲ့ဘကဖအတာဝန်ရှိသူကပြောခဲ့တာပါ။မတ်လ၄ရက်နေ့ဒီကနေ့မနက်9:45မိနစ်လောက်ကစတင်ပစ်ခတ်နေတာဖြစ်ပြီးတော့ rocket ပေါင်900ပုံးတွေကိုလေနက်စီးနဲ့ပစ်ချနေတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။အဲ့လိုစစ်ကောင်စီရဲ့အဆက်မပြတ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပဲ အရှင်းနမလုပ်ငန်းတွေကလည်းရန်နာထားရပြီးတော့စားတောက်ဆန်နေရဲ့အားလုံးပိတ်ထားခဲ့ရတယ်လို့ဆိုပါရယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တဲ့အတွက်မြိုင်မြို့နယ်မှာတပတ်အတွင်းဒေသခံပြည်သူ30ခန့်တေဆုံးထားတာပါမတ်လ3ရက်နေ့ကမကွေးတိုင်းမြိုင်နယ်ပေါင်းမြို့နယ်ဘုရုကဒါရှင်းနမနဲ့ကျေးရွာရှစ်ရွာကိုစစ်ကောင်စီကမနက်တနာရီကျော်မှာလေကြောင်းကနေပုံချဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံ15ဦးတေဆုံးခဲ့ပြီးတော့အယောက်20ခန့်ဒဏ်ရာရရှိခဲ့တယ်လို့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကတာဝန်ရှိသူတွေကပြောဆိုခဲ့တာပါ စစ်ကောင်စီတပ်ကဘုံချဲခဲ့တဲ့နေရာတွေကဒါ PDF စကန်တွေလည်းမရှိပဲနဲ့ခြေရွာတွေအလုံးမှာအရက်သားတွေနေထိုင်တဲ့ခြေရွာတွေဖြစ်တယ်လို့မြန်မြုံနယ်ရဲ့ပကဖတ်တာဝန်ရှိသူတို့ကပြောကြားခဲ့တာပါပြီးခဲ့တဲ့ဒါဖေဖော်ဝါရီလ25ရက်နေ့ကလည်းစစ်ကောင်စီလက်ချောင်းတိုက်ခိုက်ခဲ့တဲ့စုံကုန်းခြေရွာနဲ့မတ်လ3ရက်နေ့ကဘုံချဲတိုက်ခိုက်ခဲ့တဲ့ခြေရွာတွေက9မိုင်ဝန်းကျင်သာကွာဝေးတယ်လို့သိရပါတယ်ဆောင်ကုန်းကျေးရွာဘုံကြီးကျောင်းမှာကျင်းပခဲ့တဲ့မင်္ဂလာဆောင်ပွဲကိုစစ်ကောင်စီတပ်ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ရဲသား14ဦးသေဆုံးခဲ့ရတာပါ။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရောပြည်သူကာကွယ်ရေးတပ်ဖွဲ့ Wine PDF ကိုဖျက်သိမ်းပြီးတော့ရောတက်တော့ရောအာမီနဲ့ပေါင်းစည်းပြီးတော့အာဏာရှင်ဖျောက်ချရေးအတွက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့သတင်းမှာရောပြည်သူကာကွယ်ရေးတပ်ဖွဲ့ Wine PDF ကရောတက်တော့ရောအာမီနဲ့ပူးပေါင်းပြီးတော့ဆက်အာဏာရှင်ကိုတွန်းလှန်တိုက်ခိုက်သွားမယ်လို့ရောတက်တော့ရောအာမီကမတ်လ3ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်ဒေါ်လာရင်းနဲ့တဖြည်းဖြည်းခက်ခဲကြမ်းတက်လာတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြည့်ရှင်းပြီးတော့လုံမြောက်မှုကိုလက်တွဲကြကြ ်ဖော်ဆောင်ရဲ့အတွက်ဒါရောဒေတာအတွင်းဒေါ်လာရင်းတက်တွေပုံမိုးရင်ပတ်ခြင်းနှိဆက်ပြီးတော့ကြောချင်းကဲ့ရမယ့်အချိန်ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။ရောပြည်သူကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့ရောတပ်တော်တို့ပူးပေါင်းပေါင်းစည်းရဲ့အတွက်ချိန်ဖက်များစွာဒါဆွေးနွေးခဲ့ကြတာဖြစ်ပြီးတော့လက်ရှိအချိန်မှာတော့တပ်တစ်ခုရဲ့အဖြစ်တိစောက်မဲ့အနေထားနဲ့ဒါတိုက်ပွဲဝင်လာမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ရောတပ်တော်အနေနဲ့ဒေသအတွင်းရောတော်လိုင်းတပ်ဖွဲ့တွေအင်အားစုတွေနဲ့ပေါင်းစည်းထားနိုင်ပြီဖြစ်တဲ့ တွက်တခုရဲသောဂျော့တက်တော်အနေနဲ့လူဦးတော်လိုင်းရဲ့ပုံရိပ်ပန်းချက်ဖြစ်တဲ့ဆယ်အနာရှင်ဖြုတ်ကြရေးအပြင် Federal Democracy ပြည်အောင်စုတည်ဆောက်ရေးမှာရောဆိုတဲ့ဝိသေသနာလက္ခဏာကိုဆက်လက်ကန်ဆွဲပြီးတော့တိုက်ပွဲဝင်သွားမယ်လို့အသိပေးထားပါတယ်။လက်တွေ့ကြတဲ့စစ်ရေးနိုင်ငံရေးတနည်းအားဖြင့်ဂျော့မျိုးသားရေးကိုအကောင့်ထဲပေါ်ဆောင်ရွက်ရမှာမိမိတို့တပ်ဖွဲ့နာမည်နဲ့ဆက်လက်တည်ရှိဖို့မလိုအပ်တော့တဲ့အတွက်ဒါရောတက်တော်နဲ့ပူးပေါင်းတာဖြစ်တယ်လို့အကြေညာချက်မှာထုတ်ပြန်ခဲ့တာပါ။အဲဒါကြောင့်ပဲ2025ခုနှစ် ဖေဖော်ဝါရီလဒုတိယပတ်မှာတက်ဖွဲ့ဗဟုအလုံးမှုဆောင်ကော်မတီအစည်းအဝေးနှင်းမြင်ဆောင်2025ဆုံးဖြတ်ချက်ရမှာတော့တက်ဖွဲ့ကိုအပြီးတိုင်ကိုဆုံးဖြတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ရောဒေတာပြည်သူ့ကွယ် point PDF ကတည်းကစတင်ခဲ့တာဖြစ်ပြီးတော့ဆန္ဒရှင်အမြင့်ဖြတ်ပြိုက်ထုတ်ရေး Federal Democracy ရရှိရေးရောဒေတာပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်လုံခြုံရေးတနည်းအားဖြင့်တော့ဒါရောအမျိုးသားနိုင်ငံရေးကိုအစဉ်တစိုက်လက်ဆောင်ခဲ့တဲ့တက်ဖွဲ့ဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ အိန္ဒိယရောက်မြန်မာဆစ်ဆောင်ဒုက္ခသည်တွေဖမ်းဆီးခံရမှုနဲ့ဆစ်ကောင်စီတန်းကို ပြန်ပို့ခံရဖို့အတွက်ကိုချင်းချောက်ခံနေရတယ်လို့အိန္ဒိယဖို့မြန်မာကထုတ်ပြန်ခဲ့တဲ့သတင်းမှာအိန္ဒိယနိုင်ငံမှာရှိတဲ့မြန်မာဆစ်ဆောင်ဒုက္ခသည်တွေဖမ်းဆီးခံရမှုနဲ့ဆစ်ကောင်စီတန်းကိုပြန်ပို့ခံရဖို့ချင်းချောက်ခံနေရတယ်လို့အိန္ဒိယဖို့မြန်မာကဒီကနေ့၄ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာအိန္ဒိယနိုင်ငံမှာရှိတဲ့မြန်မာဆစ်ဆောင်ဒုက္ခသည်တွေမီဇိုရန်ပြည်နယ်အစိုးရနဲ့ပြည်သူလူထုရဲ့ဘုံရှင်ဆောင်ရှောက်မှုမှလွဲပြီးတော့အခြားအိန္ဒိယပြည်နယ်မှာရှိတဲ့ မြန်မာဆစ်ဆောင်ဒုက္ခသည်များဖမ်းဆီးခံရမှုနဲ့မြန်မာနိုင်ငံကိုပြန်ပို့ရန်ချင်းချောက်ခံနေရတယ်လို့ဖော်ပြထားပါတယ်။အာတန်ပြည်နယ်အစိုးရအပြောင်းလဲနောက်ပိုင်းမှာတော့မြန်မာဒုက္ခသည်တွေအထောက်အထားမပြည့်စုံဘူးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ရှောင်းတခင်ဆစ်ဆဲခြင်းပြုလုပ်တာတွေရှိနေတယ်လို့မနိပူရာဘက်မှာလည်းအလားတူအခက်အခဲများနဲ့အရင်ဆိုင်နေရတယ်။မြို့တော်ဒေလီမှာလည်းအခြေအနေပုံမဆိုးရွားလာတဲ့အခြေအနေကိုရင်ဆိုင်နေရတယ်လို့သတင်းအချင်းမြင့်တွေကပြောကြားခဲ့တာပါ။အိန္ဒိယနိုင်ငံမှာကိုလိုနီသူတွေက 250ကျော်ကတော့မဏိပူရာနဲ့အာသံပြည်နယ်တွေမှာဖမ်းဆီးထောင်ချခံရပြီးတော့အဲ့ဒီတည်းရမှာ135ဦးကိုမဏိပူရာပြည်နယ်အစိုးရနေပြီးတော့ခြုံရေးအာမခံချက်မရှိဘဲနဲ့အကြံဖတ်စစ်ကောင်စီတိုင်းကိုပြန်ပို့ခဲ့လို့ဆိုပါတယ်။ဒါအပြင်ဖမ်းဆီးခံရတဲ့တအူကတော့ထောင်ထဲမှာပဲအသက်ဆုံးရှုံးခဲ့တယ်လို့ India for Myanmar ကသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထောင်ထဲမှာဆုံးမခဲ့သူအတွက်ကဒီနေ့ထိတရားမျှတမှုမရှိသေးဘူးလို့လည်းအသိပေးထားပါတယ်။မဏိပူရာပြည်နယ်ဖမ်းဆီးထိန်သိမ်းခံရသူတွေအနက်မှာ ကျန်းမာရေးဆိုးရွားနေသူတွေနာတာရှည်ယောဂခံစားရနေသူတွေစေဥထက်မတဲ့ရှိနေကြောင်းနဲ့သူတို့ရဲ့ကျန်းမာရေးအတွက်ကိုလည်းလွန်စွာစိုးရိမ်စရာဖြစ်နေတယ်လို့ Media for မြန်မာကအသိပေးဖော်ပြထားပါတယ်အဲ့ဒါအပြင် New Delhi မြို့မှာရှိတဲ့ခရီးရန်ဖျားကြောင်းနှစ်ကြောင်းမှာဝတ်ပြုနေတဲ့မြန်မာစစ်ပေးရှောင်ဒုက္ခသည်တွေကို New Delhi ရဲတပ်ဖွဲ့ကရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီးတော့အိန္ဒိယနိုင်ငံအတွင်းတရားဝင်နေထိုင်ခွင့်အထောက်အထားဒါမှမဟုတ်ရင် UNHCR ကထုတ်ပေးတဲ့ဒုက္ခသည်ကမရှိသူတွေကိုဖမ်းဆီးခြင်း အထောင်ချတာတွေဒါပြင်မြန်မာနိုင်ငံကိုပြန်ပို့မယ်လို့ချင်းချောက်ခဲ့ပြီးတော့ဝတ်ပြုချက်အစီအစဉ်တွေကိုလည်းရပ်တန့်စေခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အဲဒါကြောင့်မြန်မာနိုင်ငံမှာနိုင်ငံရေးတည်ငြိမ်မှုမရှိသေးတဲ့အချိန်မှာအိန္ဒိယအစိုးရအနေနဲ့မြန်မာစစ်ပေးရှောင်ဒုက္ခသည်တွေကိုစစ်ကောင်စီလက်ထက်ကိုပြန်ပို့တာတွေချင်းချောက်တာတွေရပ်တန့်ပြီးတော့အိန္ဒိယဒီမိုကရေစီနိုင်ငံပိသားစွာနဲ့စစ်ပေးဒုက္ခသည်တွေအပေါ်မှာစိတ်ပိုင်းရုပ်ပိုင်းထိခိုက်စေမဲ့ ချင်းချောက်မှုတွေနဲ့လောက်ရက်တွေကိုရပ်တန့်ပေးဖို့အတွက်ကိုအိန္ဒိယ4မြန်မာကတောင်းဆိုထားခဲ့တာဖြစ်ပါတယ်။နိုင်ငံတကာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ယူကရိန်းကိုပေးနေတဲ့စစ်ရေးအကူအညီအားလုံးကိုအမေရိကန်အစိုးရကရက်ဆိုင်လိုက်တဲ့ဆိုတဲ့သတင်းမှာအမေရိကန်နိုင်ငံကယူကရိန်းကိုပေးနေတဲ့စစ်ရေးအကူအညီအားလုံးကိုယာယီရက်ဆိုင်လိုက်ပြီးဖြစ်ကြောင်းကိုအမေရိကန်အစိုးရထိတ်တန့်တာဝန်ရှိသူပြောကြားချက်ကိုကိုးကားပြီးတော့နယူးယောက်ထိုင်းသတင်းစာကဒီကနေ့မနက်မှာရေးသားထားခဲ့ပါတယ်။ ရုရှားနဲ့ငြိမ်းချမ်းရေးဆက်ဆက်မှုတွေဒါယူကရိန်းဘက်ကနေပြီးပြုလုပ်ဖို့ခိုင်မာတဲ့အခြေအနေကိုမပြခင်အချိန်ထိကိုဒေါ်နယ်ထရန့်ကကံအစိုးရရဲ့ဒါအကူအညီအားလုံးကိုရပ်ဆိုင်းသွားမှာဖြစ်တယ်လို့အမေရိကန်တာဝန်ရှိသူတွေကဆိုပါတယ်။အဲဒီဆုံးဖြတ်ချက်အမိန်ကချက်ချင်းတက်ရောက်နိုင်ပြီးတော့ဂျိုးဆက်အားဖြင့်တော့အမေရိကန်ကလက်ရှိပံ့ပိုးနေတဲ့ဒေါ်လာတန်နဲ့ချီတဲ့ဆက်လက်နဲ့ခရမ်းမီကြောက်တွေနဲ့ယူကရိန်းကမာယူထားတဲ့နောက်ထပ်ဆက်လက်နဲ့အားလုံးကိုရရှိနိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။ အပြင်ယူကရိန်းကအမေရိကန်ပြည်ထောင်စုကနေရရှိနေတဲ့ဒါမျိုးစုံသောစစ်လက်နက်တွေနေပညာကိုကြီးအားလုံးပို့တခြားနီလန်တခုနဲ့ဒါအစားထိုးဖို့မဖြစ်နိုင်တဲ့အခြေအနေတွေမှာရှိနေတာပါအခုတော့လက်နက်တွေမရရှော့တဲ့အချိန်မှာစစ်ပွဲမှာကြီးကျယ်အရှိုက်ထိုးခံရမယ့်အခြေအနေမှာလည်းရှိနေပါတယ်ဒါပေမဲ့ခုခံစစ်တော့ရပ်သားမှာမဟုတ်ဘူးလို့ဇီလန်စကီကထုတ်ဖော်ပြဆိုထားတာပါယူကရိန်းကစစ်မျက်နှာပြင်မှာတုံးနေတဲ့လက်နက်ခဲယမ်းတွေရဲ့40ရာခိုင်နှုန်းခန့်ကတော့ပြည်တွင်းထုတ်တယ်ဖြစ်ပြီးတော့ကျန်30ရာခိုင်နှုန်းကအမေရိကန်အကူအညီလို့ ပြီးခဲ့တဲ့လကမေးမြန်းချက်တစ်ခုမှပြောဆိုထားတာပါအခုအခြေအနေကတော့လွန်ခဲ့တဲ့တောက်ချာနေ့ကအင်ဖြူတော်မှာတမ်မရာထရန့်နဲ့ယူကရိန်းတမ်မရာဇီလန်စကီတို့အခြေချင်းစကားများပြီးရဲ့နောက်မှာတော့ဖြစ်ပေါ်လာတဲ့အခြေအနေတွေပါအခုရက်ပိုင်းမှာယူကရိန်းအရှိတ်ဘက်မှာရုရှားနဲ့ယူကရိန်းတပ်တွေခံကြတော့စစ်ပွဲနှစ်ဖက်အပြန်အလှန်တဲကြီးမဲကြီးတိုက်ခိုက်နေကြတာပါအမေရိကန်ရဲ့မူဝါဒပြောင်းတဲ့တွေကြောင့်ဥရောပတိတ်မှာလက်နက်ပြန်လည်တက်ဆင်မှုဥရောပကတမကအကြီးအကဲကတနင်္ဂနွေနေ့မှာပြုတ်လုခဲ့တဲ့လန်ဒန်ထိပ်သေးညီလာခံမှာပြောဆိုလိုက်ပြီးတော့ပြည်ထောင်ဝန်ကြီးချုပ် Kia Stammer ကလည်းသဘောတူညီပြီးတော့စုပေါင်းပြီးတော့ဒါ Ukraine ဘက်ကနေပြီးတော့ပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့အကြေညာထားခဲ့ပါတယ်။ဒီခေါ်တော့ Mobile News ရဲ့ညရှိတဲ့တဲ့တွေကိုဆက်မနက်ဆက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။